ားလုံးပဲမင်္ဂလာပါအမနာမည်ကကြေးမောင်လွင်ပါရှင့် Organic Valley ရဲ့ founder တစ်ယောက်ပါဆိုတော့ဒီ Organic Valley ကိုအမစားပြီးတော့2018မေလမှာစားပြီးတော့မိတ်ဆက်ခဲ့တာဖြစ်ပါတယ်ရှင့်အဲ့ဒီတော့ကတော့အမမှာပစ္စည်းပေါင်း6မျိုးလောက်ကနေအမစားပါတယ်အဓိကအပြင်ပြောရရင်တော့ဆက်လက်ရွယ်မျိုးစုံပေါ့နော်အဲ့ဒီကနေပြီးတော့အခုအချိန်မှာတော့အမလက်ထက်မှာအမ run နေတဲ့ပစ္စည်းပေါင်းအခု100လောက်ထိအမရဲ့ဆိုင်ခုံပေါ်မှာရှိနေပြီပေါ့ corporate life မှာမှတော်တော်လေးအလုပ်လုပ်ခဲ့တယ်လုပ်ခဲ့ပြီးတဲ့အချိန်မှာဒီအာကိုယ်ပိုင် business ထောင်တော့မယ်ဆိုတဲ့အချိန်မှာဒီတကယ်လိုအပ်နေတဲ့ ဟိုလူတွေရဲ့ဂျမ်းမာကြီးပေါ့နော်အဓိကအပြင်ပြောရဲအခုအချိန်မှာじゃလူတွေအကုန်လုံးကလည်းဟို chemical free ဟိုဂျမ်းမာကြီးနဲ့တင်းတော့တဲ့အစားအသောက်တွေစားမဲ့အစားဒီလိုဟိုပြည်တွင်းမှာရနေတဲ့တချို့အစားအသောက်တွေကじゃတော့တဘာဝအတိုင်းမဟုတ်တဲ့ဒီ chemical တွေဓာတုပစ္စည်းတွေဓာတ်တွေအကုန်လုံးကိုထည့်လာတဲ့အချိန်မှာじゃတော့လူတွေရဲ့ဂျမ်းမာကြီးပို့ပို့ပြီးတော့ဆုတ်ယုတ်လာတယ်ပို့ပြီးတော့လူတွေကမခံနိုင်တော့ဖြစ်လာတာပေါ့နော်ဒီလိုယောဂတွေအများကြီးဖြစ်လာတဲ့အချိန်မှာအမှလူတွေဟိုအကျိုးပြုခြင်းနဲ့လုပ်ငန်းတစ်ခုကိုလည်းအမှ ိဆောက်ချင်တယ်ပေါ့နော်ဒီထောင်တဲ့အချိန်မှာနံပါတ်1အချက်စဉ်းစားတာကတော့ဒါမြန်မာပြည်တွေမဟုတ်ဒီကမ္ဘာလုံးမှာရှိတဲ့လူတွေနဲ့တွေ့ကြုံရတဲ့အခက်အခဲပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ climate change ပါအဲဟာအတွက်ကြောင့်မလို့ဒီ organic value ကနေပြီးတော့ဒီရောင်းချတဲ့ပစ္စည်းတွေအကုန်လုံးက plastic ကိုတတ်နိုင်တယ်လို့လုံးဝမသုံးမယ်နဲ့တဘာဝအတိုင်းရရှိတဲ့ဖက်တွေအဲငပြောဖက်တွေကြာဖက်တွေပေါ့နော်အဲဟာလေးနဲ့အမဟို packaging လုပ်ဖို့အတွက်ကိုအဓိကထားပါတယ်တတိယရွယ်ချက်ကတော့ organic value စားထောင်တဲ့အချိန်မှာအမကိုယ်တိုင်လည်းအမျိုးသမီးဖြစ်တယ်ဆိုတော့မြန်မာတဝမ်းမှာဟိုအကူအညီလိုအပ်နေတဲ့မျိုးသမီးတွေ single mother တွေအများကြီးရှိရပါတော့လက်မှုလုပ်ငန်းလုပ်နေတဲ့အမျိုးသမီးလေးတွေပေါ့မှာ တစ်ဖက်တစ်လမ်းကူတဲ့အနေနဲ့အမဒီလောက်ကိုလောက်ပါတယ်ရှင်ဆိုတော့အဒီ၃ခုကတော့အမရဲ့အဓိကရည်ရွယ်ချက်ပေါ့နော်ရှေ့ဆက်မဲ့ vision အနေနဲ့ကတော့အမခုနကတော့ပြောခဲ့သလိုလူနေမှုပုံစံအမကပြောင်းလဲနေတာပါဆိုတော့မြန်မာပြည်မှာဒါမျိုးကိုဟိုအတိပေးဖို့လည်းအများကြီးလိုအပ်နေပါသေးတယ်ဒီလိုမျိုးကျမရင်းနဲ့ညီညွတ်တဲ့အစားအသောက်တွေစားဖို့ပြီးလို့ရှင်ဟိုအာအမိုက်တွေအများကြီးမပြည့်ချဖို့ဆိုဒီဟာတွေအတွက်ကိုအမလည်းရှေ့ဆက်ပြီးတော့လုပ်သွားမှလည်းဖြစ်ပါလိမ့်ရှင်ဘာဖြစ်လို့လဲအဲ့ဒါမှလည်းကိုယ့်ရဲ့ ီဘဝလူနေမှုပုံစံကကြော်ကြော်ရွှင်ရွှင်နဲ့ရောဂါကင်ကင်းတဲ့အနေနိုင်မှာပါဆိုတော့အဲ့ဟာလေးတွေအကုန်လုံးကဒါအခုလက်ရှိအခြေအနေမှာအရင်တည်းကလည်းဒါတွေကလိုအပ်ခဲ့တယ်ပေါ့အခုလက်ရှိအခြေအနေမှာဒီကိုဗစ်ဆာဖြစ်ပြီးတဲ့အချိန်မှာတော့ဒါတွေကပို့ပြီးတော့လိုအပ်ပြီးတော့ပို့ပြီးတော့တူးတယောက်ချင်းစီကခရူးဆာရမဲ့အခြေအနေတွေဖြစ်ပါတယ်ရှင့်ဆိုတော့အဲ့ဟာကြောင့်မလို့လဲဒီဟို chemical free ပြီးတော့ဒီအာဘယ်လိုပြောမလဲပြောရလို့ရှင့်တော့ safe food ပေါ့နော်ဟို အာလုံကြုံပြီးတော့အန်ဒရယ်ကင်းတဲ့အစားအသောက်တွေပဲပုံမစားသုံးပါလို့ဒါဟိုလူတိုင်းကိုတိုက်တွန်းချင်ပါတယ်ရှိတယ်ကိုဗစ် -19 ကြောင့်ဖြစ်တဲ့ challenges ကတော့တခုကတော့လူတွေနဲ့မထီတွေ့ရတဲ့ကြောင့်ကျွန်တော်တို့ဈေးကွက်ပုံစံကိုတော်တော်ကြီးကိုပြောင်းလဲလိုက်ရပါတော့။ဥပမာပြောရလို့ရှင် farmers market ဆိုတာကအပွင့်လင်းပြောရလို့ရှင်ကျွန်တော်တို့ income ရဲ့ 60ရာခိုင်နှုန်းတော့ကကျွန်တော် performance market ကရပါတယ်အဲ့ဒီတစ်ခုလုံးရသွားတာဖြစ်တော့ကျွန်တော်တို့တကယ်ပြောလို့ရှင်ပို့ပြီးတော့ရှာပါတယ်ဒီ cash flow အတွက်ကတော့ဒါတော်တော်လေးအခက်အခဲဖြစ်ပါတယ် demand များလာတယ်ဆိုရင်လည်းဒီ demand အတိုင်းလည်းရောင်းလို့မရဘူးပေါ့နော်ကျွန်မဝန်ထမ်းတွေရဲ့လုံခြုံရေးကိုလည်းကျွန်မကြည့်ရတယ်နောက်ထပ်ကတော့ဒီ transport ပါ transport ဆိုတာဒါအရင်ကြီး covid ဖြစ်လာတဲ့အချိန်မှာကျတော့ဒီရှမ်းပြည်နယ်ဟိုဒီကနေပြပစ္စည်းပို့လို့မရဘူးရောင်းမှာရောင်းမှုတော့ပစ္စည်းအခက်အခဲရှိရပေါ့နော်အဲ့လိုမျိုးလေးတွေတော့ရှိခဲ့ပါတယ်ကျွန်တော်ကတော့ဒီလောက်ကြီးတော့ဟိုမှာမရှိပါဘူးအဲကျွန်မကတော့ အဲ့ဒီအခက်အခဲထက်ကိုကျွန်မကဒီအခက်အခဲကိုဘယ်လိုကြော်လွှမ်းလဲဆိုတော့ဟိုနီလန်းနေရဲ့ပြီးတော့အစ်စ်အစ်စ်တွေဖန်တီးတဲ့ပုံစံမျိုးရအောင်ကျွန်မသွားခဲ့ပါတယ်ရှင့် ဂရီဆိုတာဟဲဟိုးမှာရှိပါတယ်အဓိကပြောရလို့ရှင်ဒီ organic valley နဲ့အတူတွဲပြီးတော့အလုံးလုံးလာတာအခုဆိုလို့ရှင်သူကတကယ်ကိုဟို green house တွေနဲ့ site တဲ့ farm အကြီးကြီးဖြစ်နေပါပြီဆိုတော့သူကအခုဆိုလို့ရှင် organic valley တခုတည်းနဲ့မဟုတ်ပါဘူး organization အကြီးတွေပေါ့နော်ဒီနိုင်ငံက organization တွေကသူ support လုပ်နိုင်တဲ့ဟို farm ကြီးတခုဖြစ်နေပါပြီရှင်ဒါ smart agri ပါနောက်တစ်ခုကတော့ရွှေတောင်ညိုကြီးချက်ဥပါဆိုတော့ရွှေတောင်ညိုကြီးချက်ဥကလည်းတကယ်တမ်းပြောရလို့ရှင်ဟို ဆိုအကြောင်းစနစ်နဲ့မွေးတဲ့ဒီကြက်တွေကိုမနှိပ်စက်ဘဲနဲ့ဒီသူတို့ရဲ့သဘာဝအတိုင်းဥလာတဲ့ကြက်ဥလေးတွေကိုပဲရောင်းတဲ့ antibiotic တွေမသုံးဘူးဒီလိုပဋိဇီဝဆေးတွေပေါ့နော်ဒါတွေမသုံးမဲ့နဲ့သဘာဝအတိုင်းထွက်လာတဲ့ကြက်ဥတွေကိုပဲရောင်းတဲ့အဖွဲပေါ့နော်ဆိုတော့ဒီရွှေတောင်ညိုကြီးနဲ့လည်းကျွန်မအမြဲတမ်းအတူတူအလုပ်တွေအလုပ်ပါတယ်နောက်တစ်ခုကတော့ဗာလဲဆိုတော့ English heritage ပါ English heritage ရဲ့ founder အမကကျွန်မရဲ့ mentor တယောက်ပါပဲဆိုတော့သူသူ းတဲ့အကူအညီတွေအများကြီးကျွန်မမှာရပါတယ်အဲ့တော့ဒီခေါက်ဆွဲလိုမျိုးအာဒီဂျပန်တခွားချင်းလိုမျိုးဒါတွေအကုန်လုံးကျွန်မဒီအင်းလေးဒေသမှာရှိတဲ့ဒီစပုံမှုတွေတောင်သူတွေကကျွန်မကိုစိုက်ပျိုးပြီးတော့ထုတ်လုပ်ပေးတဲ့အတွက်ကြောင့်ကျွန်မဒီဟာတွေကိုရောင်းနိုင်လာပါရှင့်နောက်တစ်ခုကတော့ဒီဒိန်ဂျင်ထုတ်တဲ့အဖွဲ့ပါအဲ့ဒါကတော့ရန်ကုန်မှာရှိပါဗောဒိန်ဂျင်လိုမျိုးကကျတော့ကျွန်မဟို တခြားနေရာကနေယူပေါ်နေနဲ့ခက်တယ်ဒီ transport ကဘာလို့ဆိုတော့ဒီလမ်းခရီးမှာအခက်အခဲတွေရှိနိုင်တယ်ပေါ့နော်နောက်ဆုံးမှာကျွန်မပြလိုက်တဲ့ပစ္စည်းတစ်ခုကဘာလဲဆိုတော့အခါ coffee ပါသူကရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံပြသားနေပြီးတော့အခါလူငယ်တွေပေါ့နော်အကြီးရင်လုံးကအဲ့ဒီနေရာတွေအကုန်လုံးကဝင်လင်းပြောလို့ရှိရင်ဒါ bank site ခဲတဲ့နေရာတွေပါဆိုတော့အဲ့ဟာတွေဒီအခါလူငယ်တွေကသူတို့ကိုယ်တိုင်ဟိုကြောင်းလင်းခြင်းနဲ့စိတ်ဓာတ်နဲ့ပေါ့နော်ဒီဟောင်ရအောင် ဟိုရအောင်စူးစမ်းပြီးတော့လုပ်ခဲ့ကြအခုချိန်မှာသူတို့ coffee ကိုနိုင်ငံခြားကိုပို့တဲ့အထိကိုသူတို့တန်းဝင်အောင်သူတို့လုပ်နေနိုင်ပါအဲ့တော့အဲ့ဒီဒါမျိုးလေးတွေဆိုလို့ရှိရင်ကျွန်မကျွန်မရဲ့ဆိုင်ပုံအတင်ရောင်းပါတယ်ဆိုတော့အရင်တော့တော့ဒါ organic value အတွက်ထုတ်ပေးတဲ့ပစ္စည်းတွေရောင်းငန်းကနေပြီးတော့အခုချိန်မှာတော့ကျွန်မဒီလိုကောင်းလို့ရရ brand ဟိုဘယ်လိုခေါ်မလဲဒစိမ့်တွေပေါ့နော်အဲ့ဟာမျိုးလေးတွေကျွန်မစပြီးတော့ရောင်းချပေးနေပါရရှင်ပြီးတော့ချစ်ထူးငံပြားရေးဆိုလို့ရှိရင်လည်းသူကဒီဖြာပုံမှာရှိတဲ့ဒီဟို ီငားမွေးတဲ့လူတွေကကိုယ်တိုင်ထုတ်တဲ့ငံပြားတွေပါသူတို့ဒီငံပြားတွေအရင်ကြည်သွားအောင်ဒီတော့ verify ကြည်သွားအောင်ဒီသူတို့တစက်ချင်းစစ်ပါတယ်ရိုးတရားကလာတဲ့ငံပြားတွေကောင်းကောင်းလေးရှင်လို့ရတယ်ပေါ့နော်ဒီလိုမျိုးကျမနဲ့သူတို့ blood တွဲလုပ်တဲ့ဒီတောင်သူတွေဒါမှမဟုတ် food producer တွေက အရန်ကိုစိတ်ဝင်စားစရာကောင်းတဲ့ story တွေပေါ့နော်သူတို့ရဲ့ business ကို build up လုပ်လာတာပါပြီးတော့မှကျွန်တော်တို့အတူတူပေါင်းပြီးတော့ဒီအလုပ်တွေကိုလုပ်ကြတာပါရှင်ဆိုတော့အဓိကအပြင်ပြောရလို့ရှင်ဒီ organization တွေရောကျွန်တော်တို့ကိုယ်တိုင်ရောအကျိုးအမြတ်အထက်ကိုလူတွေရဲ့ကျမရေလူတွေရဲ့နေထိုင်မှုပုံစံလူတွေကိုဟိုဒီပညာပေးတဲ့ပုံစံလေးတွေပေါ့နော်ဒါမျိုးတွေပုံများများသွားပြီးတော့လှုပ်ကြတဲ့အဖွဲ့အစည်းတွေနဲ့ပဲကျွန်မအတူတူပေါင်းပြီးတော့အလုပ်လုပ်ပါတယ်ရှင့် အကျိုးပြုတဲ့လုပ်ငန်းတွေကိုလုပ်လို့ရှိရင်အကျိုးပြုရဆိုတော့နောက်ကနေလိုက်လာမယ်ဆိုတော့အမျိုးကျွန်မကအမြဲတမ်းဒီဟာမျိုးကိုစဉ်းစားပြီးတော့ကျွန်မဒီလုပ်ငန်းကိုလုပ်နေတာဖြစ်ပါတယ်ဆိုတော့အဲ့ဒါမျိုးကိုတခြားလူတွေလည်းဟိုအာဘယ်လိုခေါ်မလဲလုံပေးလုံဖြစ်တယ်ဆိုလို့ရှိရင်တော့ဒါကျွန်မတို့ရဲ့လူအဖွဲ့အစည်းကပို့ပြီးတော့စနစ်ကြပဲပို့ပြီးတော့ကျွန်မနဲ့ဖွဲ့စည်းတစ်ခုဖြစ်လာမယ်လို့ကျွန်မတို့ယုံကြည်ပါတယ်ရှင့်အဲ့လိုမျိုးကိုလည်းဟိုဝိုင်းဝန်းပြီးတော့လုပ်ကြပါလို့လည်းကျွန်မတောင်းဆိုချင်ပါတယ်ရှင့်